အလုံးမင်းမင်္ဂလာပါရှင်ကျမအမျိုးတွေနဲ့လည်းကျမတို့မတွေ့ရကြပြီเนาะကျမစကားလေးလေးလာမပြောပြတာခြားသွားပါပြီကဲခုကြတော့အဲစီပီမာလည်းခဏခဏကျမကိုလာပြီးမှနားပူကြတယ်ပေါ့နော်ကျမစကားလေးလာပြောပြပါအောင်သူပြောသူဖြစ်နေတယ်သူကခံစားချက်လေးတွေကိုကျမဗီဒီယိုလေးနဲ့လာပြောပြပါဆိုပြီးမှလာပြောကြတာအများကြီးရှိပါတယ် မဲ့ကျမကလေကိုကလည်းကိုပြင်းမဲ့နေတဲ့အခါကျတော့ပြောပြပို့ရအချိန်ချင်းကြိုးစားပါတယ်ကြိုးစားပေမဲ့ကျမအရင်ပြင်းမဲ့နေတဲ့အခါကျတော့လေဘလို့မှမပြောနိုင်ဘူးကျမအိတ်ချင်သွားတာပေါ့နော်ဟိုမနေ့ကလည်းကျမပြောကြည့်တယ်ပြောကြည့်ခါမှကျမရဲ့စကလုံးကြီးကတအားလေးနေပြီလေးနေပြီဆိုတော့ကျမဒါလူကနားချင်တော့လေအဲ့ဒါဆိုကျမအဲ့ဒီဗီဒီယိုဒီလည်းမတင်ပေးဖြစ်ဘူး ော့ဒီနေ့ပြောပေးမှာကသမီးတွေဒီဘက်ကသမီးတွေကျမကိုတောင်းဆိုထားတဲ့အားလေးတွေမပြောခင်မှာခဏခဏကျမကို ပြောခိုင်းနေတယ်အမျိုးသမီးတွေအင်တော်ကြီးပေါက်ပြန်တော့လေပြောပေးပါနော်အင်တော်တဲ့မိန်းမတွေအင်တော်ကြီးပေါက်ပြန်တဲ့ချောင်းတွေကို ပြောပေးပါဆိုပြီးကျမကိုပြောထားတဲ့ကိစ္စကိုကျမအရင်ပြောမယ်ဘာလို့လဲဆိုတော့အားလေးနည်းနည်းအန်ဒီရရှိလို့နော်အဲ့တော့ကျမတို့မိန်းမတွေကလေအိမ်တော်ကြီးဖောက်ပြန်မှုရောက်တော့ကယောက်ျားတွေနဲ့မိန်းမတွေနဲ့မှတေချာစဉ်းစားကြည့်မယ်ဆိုလို့ရှိရင် မိမလေးရအင်တော်ကြီးပေါက်ပြဲမှုကိုကျူးလူမှုရပို့ပြီးမှလွယ်ကူပါတယ်။နော်ပို့ပြီးမှလွယ်ကူတယ်ဆိုတာရှင်တို့ယောက်ျားလေးမမေ့ကြပါနဲ့။အဲ့တော့မိမအများစုကအင်တော်ကြီးကိုမဖောက်ပြဲမင်းနဲ့ကျမတို့ဒိန်းဒိန်းဆောင်ရောက်ပြီးနေကြတယ်ဆိုတာကမိမိကိုချင်းတရားကိုကျမတို့စောင့်နေတဲ့အနေနဲ့မလုပ်ကြတာဖြစ်တယ်။နော်အဲ့တော့ကျမတို့စိတ်လိုလိုက်ပြီးမှနော်ကျမတို့ဟိုကိုယ်စိတ်ခံစားချက်ရှိတဲ့အတိုင်းလုပ်မယ်ဆိုလို့ရှိရင်မိမတွေအင်တော်ကြီးပေါက်ပြဲရနာလေယောက်ျားတွေတဲ့အများကြီးပို့ပြီးတော့မှလွယ်ကူတယ်။ အရန်ပို့ပြီးလွယ်ကူတယ်ဒါလေးကိုတော့တစ်ချက်လောက်အကုန်လုံးသတိပြုဖို့လိုတယ်နောက်တစ်ခုကယောက်ျားလေးအနေနဲ့ကခြားမိမဆီကိုတွားပြီးတော့မှဆက်စကိစာရယူဖို့ရတဲ့အင်တော်ကြီးဖောက်ပြန်တာဖြစ်တဲ့တကြောင်မထိုက်တဲ့အချိန်တခုပေးရတယ်ကြိုးစားရတယ်အားထုတ်ရတယ်ကိုယ့်ကိုလက်ခံလာဖို့အတွက်အများကြီးရှင်တို့အချိန်တွေပေးရတယ်နော်ပိုးပန်းရသေးတယ်ပေါ့နော်ရှင်တို့ယုံကြည်လာပြီးဆိုမှပဲသူတို့စီရနေပြီးမှကိုလိုချင်တဲ့အရာကိုရအောင်ရှင်တို့ရယူကြရတာပေါ့ထားပါတော့ဟိုပတ်စံပေးပြီးမှအတူတူနေတဲ့မိမတွေကိုကျွန်မပြောတာမဟုတ်ဘူးနော်အဲ့တော့မိမတွေအနေနဲ့ကျတော့အရန်လွယ်တယ် အရန်လွယ်တယ်နောက်တစ်ခုကလူတိဖို့လေလုံနေပေါ့နော်လူတိတ်မတိနိုင်ဘူးဘာလို့ဆိုတော့မိမတွေအိမ်တော်ကြီးဖောက်ပြန်တာဖောက်ပြန်တဲ့အခါမှာတစ်ဖက်ကဖောက်ပြန်လိုက်တဲ့ယောက်ျားလေးတွေကလူတိအောင်ဟောင်းပေါင်းပေါင်းနဲ့ပြောမဲ့သူမျိုးတွေမဟုတ်ဘူးယောက်ျားအဘာဝကသူအချောင်နှိုက်လို့ရလားနိုင်မှာပေါ့နော်လောက်ခိုးစားလို့ရလောက်ခိုးစားမှာပဲဒါပေမဲ့သူတိတ်ပြီးပြောမှာမဟုတ်ဘူးသူကသူပဲတိတ်တိတ်ဆိတ်ဆိတ်လေးပဲနေမှာအဲ့တော့လူတိတ်မတိဘူးလူတိတ်မတိလို့လေမိမတွေအိမ်တော်ကြီးဖောက်ပြန်တဲ့ကိစ္စတွေကတိတ်ပြီးမှာ ဟိုဟိုးလေးတကြောကြောတိတ်မဖြစ်ဘူးပေါ့ယောက်ျားတွေအိမ်တော်ကြီးဖောက်ပြန်နေကြတော့ဒီဘက်ကသူတော့ဖောက်ပြန်လိုက်တာတွေကမိန်းမဆိုတဲ့အမျိုးအစားဖြစ်နေတဲ့အတွက်ကြောင့်မိန်းမတွေကတော့မရနော်မိန်းမတွေကတော့မရဘူးသူတို့ဖြစ်နေတဲ့သူတို့ရဲ့ခံစားချက်တွေသူတို့ဖြစ်နေတဲ့သူတို့ရဲ့အခြေအနေတွေသူတို့ emotion တွေသူတို့ရင်ဆိုင်နေတဲ့အခက်အခဲတွေဒါတွေကိုသူတို့ကသူတို့ယုံကြည်ရဆုံးလို့သူတို့တတ်မှတ်ထားတဲ့သူပေါ့နော်သူတို့ယုံကြည်ရတယ်လို့ခံစားမိတဲ့သူကိုသူယုံမွင့်ချတယ်ပြောကြတယ်အဲ့အတွက်ကြောင့်မို့ ပြီးရင်မိန်းမတွေကပြီးတော့ဟိုပေါ့နော်သူများယောက်ျားကိုသွားကြိုက်ပြီးမှလူမျိုးဖြစ်နေရတာပြီးမယ်လေလေဒါဒီရှက်စရာကောင်းတဲ့အပြုတ်မှုတစ်ခုလို့လည်းမခံကြဘဲနဲ့တချို့ဆိုလို့ရှိရင်ကျမတို့တိတိတတ်တာကိုနော်ပေါ်တင်ယူကို announce လုပ်ပြီးမှပြောနိုင်အများကြီးရှိတယ်ကြေညာပြီးတော့မှပေါ့နော်အဲ့တော့ကျတော့ယောက်ျားလေးတွေအိမ်တော်ကြီးဖောက်ပြန်ရင်လူတိပိုးလေတွေလူတိတာပိုးပြီးမြင်ရတယ်မိန်းမတွေအိမ်တော်ကြီးဖောက်ပြန်လူသိမ့်မသိဘူး မပြောချင်တာအဲ့တော့မိမတွေအိမ်တော်ကြီးဖောက်ပြင်ဘုရားစာလဲကိုရဲ့အိမ်တော်ဘက်ယောက်ျားကနော်ကိုမိမအပေါ်မှာရှင်သာယူရမှုနည်းလာတယ်နော်ဂယူဆိုင်မှုတွေနည်းလာတယ်နားလဲပေးမှုတွေနည်းလာတယ်ကိုရင်းစာမှုတွေမရှိတော့ဘူးကိုမိမပြောတဲ့စကားကိုပြောတဲ့စကားလေးကိုကိုယောက်ျားကတံမိုးမထားတော့ဘူးနားမထောင်တော့ဘူးဆိုရင်ဒီမိမတွေကသူတို့ပြောမယ့်စကားတွေကိုနားထောင်ပြီးမှလူရှာလာတယ်မိမတွေအိမ်တော်ကြီးဖောက်ပြန်ခြင်းဒီ sex case အတွက်စပြီးမှ ထောက်ပြနေတဲ့စိတ်ဖြစ်တဲ့မိမရှားတယ်။အများစုက သူတို့ရဲ့ရင်ထဲကရှိနေတဲ့အခက်ခဲတွေနော်သူတို့ရဲ့အခြေခဲတွေသူတို့ရဲ့ခံစားချက်တွေသူတို့ရဲ့မုန်းချက်မှုတွေသူတို့ရင်ဖွင့်စရာလူတယောက်ကို ရှာရင်းနဲ့အဲ့ဒီအခြေအနေကနေဇလန်းစကြတာများတယ်။ဒီလားအဲ့တော့ကျမတတိပေးချင်တာဘာလဲဆိုလို့ရှိရင်အမတို့ညီမတို့နော်ကိုယ့်ရဲ့အိမ်အောင်ရေးဒီမှာမတရားမှုကြောင့်ဘလို့ခက်ခဲပဲရှိနေပါစေ။ကျမတို့စိတ်အလိုလိုက်လို့မရဘူး။ ။ဘာကြောင့်လဲဆိုလို့ရှိရင်ကျမတို့ဒီအရှိတိုင်းအနေဝင်နေဖြစ်နေတယ်เนาะအရှိတိုင်းအနေဝင်နေဖြစ်တဲ့ကြောင့်မို့ယောက်ျားဟိုယောက်သားယောက်ျားလေးကိုเนาะကျမတို့ဟိုဦးစားပေးတဲ့ရင်ကျေးမှုကောင်ကြီးရာအသားကြပြီးသားဖြစ်နေတယ်။ဒါကြောင့်မို့ယောက်ျားတယောက်အိမ်တော်ကြီးဖောက်ပြန်တာကလူတွေကတိတ်ကြီးတအားကြီးအရင်တိတ်ပြီးမှဒီယောက်ျားတယောက်ပေါ်မှာဖြစ်တယ်ပြောဆိုမှုအရင်မရှိဘူး။တိတ်လား။အရင်ထူးဆိုင်လို့မဖြစ်ဘူး။ဒါပေမဲ့မိန်းမတယောက်အိမ်တော်ကြီးဖောက်ပြန်လိုက်ရင်တော့ကျမတို့က တည်တဲ့အထိသူများတွေကမှမျောတော့တာเนาะတစ်ချိန်လုံးအကျိုးအကြောင်းတိုက်ဆိုင်နိုင်မှာကျမတို့အပြုတ်ခံရတာအဲ့တော့ကျမတို့စိတ်လိုလိုက်ပြီးတော့မှဒီတခြားကိုယ့်ရဲ့အိမ်တော်ကြီးအဆင်မပြေမှုကြောင့်နေပေါ့နော်တခြားယောက်ျားလေးနဲ့တွားပြီးမပြောဆိုဆက်ဆံမှုတွေကိုကျမတို့အများကြီးစိတ်ညင်ထိန်းသိမ်းဖို့လိုတယ်နောက်တစ်ခုကမိမာရီကကိုကိုကိုထင်ကြတာက ကိုအသက်ဘလောက်ကြီးနေနေကိုကိုကို လာနေသေးတယ်။ကိုကိုယောက်ျားတွေကဆွဲဆွဲလန်းလန်းเนาะရင်မှုပြီးတော့မှချစ်ကြလေဦးမယ်လို့ကျမတို့ရဲ့မှားယွင်းစွာပေါ့နော်။ဟိုကိုကိုကိုအထင်ကြီးတဲ့စိတ်တွေရှိတယ်။အဲ့ဒါတွေကမဟုတ်ပါဘူး။เนาะယောက်ျားတဘာဝကငငယ်ချောချောပဲကြိုက်တာပါ။ကျမတို့လိုအသက်ကြီးတဲ့မိမတွေဆွဲဆွဲလန်းလန်းရင်မှုစွာနဲ့เนาะတက်မှတ်ပြီးမှချစ်တဲ့ယောက်ျားမျိုးဆိုတာတကယ်တော့မရှိသလောက်ရှားပါတယ်။ maybe တယောက်နှစ်ယောက်လောက်တော့ရှိကောင်းရှိလိမ့်မယ်။ အများစုကတော့မဖြစ်နိုင်ပါဘူးအဲ့တော့ကိုယ့်ကိုအသေးအတန်နေเนาะဖြစ်ပြနေပြီဆိုရင်ကိုယ့်ရဲ့အသက်အရွယ်အားဖြင့်ကိုယ့်ရဲ့အသက်အရွယ်လေးက၄50ဖြစ်နေပြီဆိုရင်တော့ ဒါဒီ NDA ရှိပါတယ်ဒီ NDA ဒီကိုကြိုမြင်ဖို့လိုတယ်ကိုစိတ်တွေကိုအလိုမလိုက်ကြပါနဲ့เนาะအချက်တွေကအကျိုးနဲ့ဖြစ်သွားတဲ့အခါမှာတသက်လုံးစားအတွက်ကျမတို့ခေါင်းမဖော်ဝင်မှုဖြစ်မှာဆိုလို့ကျမဒီကနေပြီးတော့မှမြေတားနဲ့တတိပေးတာပါအမတို့ညီမတို့အားလုံးပဲကိုယ့်ရဲ့စိတ်ကလေးတွေကိုကိုယ့်ရဲ့အတ္တတရားကိုယ့်ရဲ့ဉာဏ်လေးတွေနဲ့စင်ကြင်ပြီးမှထိန်းသိမ်းဆောင်ရှောက်နိုင်ကြပါစေလို့ကျမကဒီကနေပြီးတော့မှဆူတောင်းပေးဆူတောင်းစကားလေးပြောပေးပါတယ်เนาะ